လူစိတ်မရှိတဲ့တခင်ကြောင့်ဘာမှနားမလဲပဲဘဝပြောင်းသွားခဲ့ရတဲ့တိလိန်အလုံးမဲမင်္ဂလာပါဘာမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်ဒီအပိုင်းမှာတော့ခွေးလေးတကောင်ကိုမွေးထားတဲ့တခင်တွေကရန်ဆက်ဆက်ပြုတ်မှုနေတဲ့ဗီဒီယိုဖိုင်ဟာမြင်ရသူတွေကိုစိတ်မကောင်းဖြစ်သွားစေခဲ့ပါတယ်သူ့ရဲ့အသက်ကိုရန်ရှာနေပေမဲ့လည်းပြန်လဲရမမှုပဲကြည့်နေတဲ့ခွေးလေးကနောက်ဆုံးမှာတော့လူစိတ်မရှိတဲ့တခင်တွေကြောင့်ပဲအသက်မဲ့သွားခဲ့ရပါတယ် မလ၄ရက်နေ့နေ့လယ်ပိုင်းမှာဗရန်ကုန်း၃ရက်ကွက်ပမော့ခတ်လန်းကအထည်ချုပ်ဆက်ယုံဝင်းအတွင်းမှာဖြစ်ပွားသွားခဲ့ပြီးလူ၃ယောက်ဟာနေ့လယ်ဘက်မှတင်စိတ်ရှိလက်ရှိပြုမှုခဲ့ကြတာပေါ့အရေးဖြစ်ပျက်ကိုတစုံတစ်ယောက်ကဗီဒီယိုရိုက်ကူးထားပြီးတဲ့နောက်မှာတိချစ်သူတွေကမကျဉ်းတတ်ကြပဲဖော်ထုတ်ပေးဖို့အလွန်ငွေတွေလည်းထည့်ကြပါတယ်ဒီလိုအဖြစ်မျိုးကမြန်မာနိုင်ငံမှာရောဟုတ်ရဲ့လားဆိုပြီးထင်ရလောက်ဆယ်မကောင်းဖြစ်စရာဖြစ်နေတာပေါ့နောက်ဆုံးမှာတော့တီနီယာနဲ့ပြုလုပ်သူတွေကိုရှာတွေ့သွားကြပြီးပြုလုပ်သူတွေကတော့ခွေးလေးကိုမွေးထားတဲ့သခင်လေးပဲဖြစ်ပါတယ် ချင်းပြည်နယ်ကနေရန်ကုန်ကိုပြောင်းလာတဲ့လူတယောက်ကခွေးရဲ့အသားကိုစားနေကြဖြစ်တာကြောင့်အခုလဲစားချင်ပြီးငွေပေးပြီးတော့လုတ်ခိုင်းတာဖြစ်ပါတယ်ခွေးမွေးထားတဲ့သခင်တွင်နဲ့စားချင်တဲ့လူကိုဂျားရက်ကပွဲစားကချိတ်ဆက်ပေးတာကြောင့် ငွေ3000နဲ့ဆင်ပြေသွားခဲ့တာပေါ့ငွေ3000ရဖို့အတွက်တခင်တွေဟာကိုမွေးထားတဲ့ခွေးလေးပေါ်မှာညတာစိတ်တွေမထားတော့ပါဘူးငွေ3000နဲ့မွေးထားတဲ့ခွေးကိုလဲလိုက်ပြီးသစ္စာရှိတဲ့ခွေးလေးပေါ်မှာတနာစိတ်တောင်မဝင်တော့ပါဘူးခွေးလေးကိုကြိုးထုတ်ပြီးတော့ပြုတ်မှုခဲ့တဲ့ပြင်စားချင်တဲ့ချင်းဦးလေးကြီးကခွေးလေးကိုပို့ပြီးသေးချသွားအောင်လို့ခေါင်းကိုပါထိအောင်လှောက်ခိုင်းခဲ့ပါတယ်တခင်ပေါ်မှာအသက်ထက်ဆုံးသစ္စာရှိတဲ့ခွေးလေးကပထမချင်းရိုက်ခံရတဲ့ချိန်မှာတောင်ရမမှုခဲ့ပါဘူးဒီလိုဖြစ်ပျက်ကမြတ်သူကြားရသူတွေကိုစင်မကောင်းဖြစ်စေတာကြောင့်ခွေးမလို့တဲ့အကြောင်း ောက်ပြောနေကြပြီးနောက်ဆုံးမှာတော့အဲ့ဒီလူတွေကိုဖမ်းမိသွားခဲ့ကြပါတော့တယ်။တကယ်ဆမှာပေါဝင်ထားတဲ့သူ၃ယောက်ပြင်စုစုပေါင်း၅ဦးတို့ကိုရက်ွက်ရုံကိုခေါ်ပြီးတော့ဆုံးမခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့တချို့တွေကတော့သူတို့ငါးယောက်ကိုဒီလောက်နဲ့တည်းမကျင်းတတ်သေးတာကြောင့်တရားဆွဲဖို့ထိပါပြောနေကြတာပေါ့ခွေးလေးတွေကိုငွေပေးပြီးစားလို့ရရင်နောက်ပိုင်းမှာလည်းဒီလိုကိစ္စတွေများပြားလာမှာကိုစိုးရင်ကြပါတယ်နောက်ထပ်ခွေးလေးတွေလည်းအနေရရှိလာနိုင်တဲ့အဖြစ်ခွေးတစ်ကောင်ကိုငွေတောင်းခဏနဲ့လဲလှယ်တဲ့ကိစ္စတွေကိုဒီတစ်ခါနောက်ဆုံးပဲဖြစ်စေခြင်းကြပါတယ်ဒီကိစ္စမှာပဝင်ကူညီပေးသူတွေကတော့ဒီလိုငါးယောက်ကိုအချိန်မရွေးတရားဆွဲနိုင်အောင်ဆောင်ရွက်ထားတယ်လို့သိရပါတယ်ခံဝင်မထိုးခိုင်းထားပေမဲ့လည်းကြံရပါတွေဖြစ်တဲ့အကြောင်းလက်မှတ်ထိုးခိုင်းထားတာပေါ့ တရားဆွဲတဲ့အခါတပတ်တစ်ခါယုံချင်းရှင်းနေကားတွေဖြင့်အချိန်လဲပေးရမှာဖြစ်တဲ့အတွက်ကုံချမှုတွေလည်းရှိပါတယ်။တနည်းကြောင့်မှုရင်ဆိုင်ရမှာဖြစ်ပြီးကုံချစိတ်တွေကိုဘသူကအကုံချခံနိုင်လဲဆိုတာလိုအပ်လာကြောင်းဒီကိစ္စမှာကုညီပေးထားတဲ့အန်တီဝဝေမိုးကပြပြထားပါတယ်။အန်တီဝဝေမိုးပါဝင်ကုညီပေးသူတွေကတော့ဒီလူတွေကိုထိုက်တဲ့သင်ခန်းစာပေးပြီးနောက်တော့မှဒီလိုလုံရက်တွေလုံရင်တိလေးတွေကိုကာကွယ်ပေးမယ့်အဖွဲ့အစည်းတွေရှိပြီးလုံးလုံးမရကြောင်းပြညာပေးခဲ့ပါတယ်။တနည်းကြောင့်တရားရင်ဆိုင်ပြီးငွေချေးကုံချခံမယ်ဆိုရင်အန်တီဝဝေမိုးကချိတ်ဆ က်ပေးမယ်လို့ဆိုပါတယ်။တချို့တွေကတော့ဒီကိစ္စမှာခွေးတကောင်တွက်နေဖြစ်သေးတယ်ဆိုပြီးဝေဖန်သူတွေလည်းရှိပါတယ်။ဂျင်နာတက်သူတွေကတော့ဒီလိုလောက်ရက်ကဘလို့မှခွင်လို့ဆရာမရှိကြောင်းနှစ်ဖက်ငင်းခုန်ဖြစ်နေကြပါသေးတယ်။ခွေးတကောင်ကိုလူစိတ်မဲ့တခင်ကိုယ်တိုင်ကဂျင်နာစိတ်မရှိဘဲငွေ3000နဲ့ပြုတ်မှုခဲ့တဲ့ကိစ္စပေါ့။ ပရိသတ်တို့ရဲ့အမြင့်ကိုလည်းပြပြခဲ့ပါအောင်ရှင် ပြုမှုခံရတဲ့ခွေလေးလည်းဒီလိုဝေကျွေးတွေကနေအများဆုံးကိဝဲပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်မိမိပြုသီးကံမိမိထံပြန်မှာပဲဖြစ်ကြောင်းပြောချင်ရင်နေကောင်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ